ိသမားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မှာတော့ကျွန်တော်တို့1 Friday by 100ရာပြည့်ပွဲကြီးကျင်းပခဲ့ပါတယ်အဲ့ပြိုင်ပွဲကြီးမှာကျွန်တော်တို့ Mobile Fighter Super Champion ရဲ့ပွဲစဉ်ကိုမြန်မာပြည်သက်တွေမျှော်လင့်ခဲ့ကြတယ် Super Champion ကတက်တစ်စ Fighter တွေထဲမှာအရန်ကိုအလားအလာကောင်းတဲ့ Fighter တယောက်ဖြစ်သတ်မှတ်ခံထားရတဲ့အတွက်မြန်မာပြည်သက်တွေကသူ့ပွဲစဉ်နေဆိုရင်စိတ်ဝင်စားရှိခဲ့ကြတယ်ဗျဒီနေ့ပွဲမှာဆိုရင်လည်းသူ့ကို Rotan ရောက်ဖာနဲ့ပေးတွေ့ထားလို့ပို့ပြီးတော့စိတ်ဝင်စားရှိနေခဲ့ကြတယ်ပြီးတော့ Super Champion ကရှေ့မှာ တော်တော်လေးကိုဖိနှိပ်ခံထားရတော့မာပရိသတ်တွေကသူ့ဘက်ကအားပေးမှုတွေပုံများလာခဲ့တယ်ဒီပွဲမှာဆိုရင်လဲစူပါရှန်ဟာတစ်ဖက်သက်ဆိုသလိုဖိနှိပ်ခံရပြီးတော့အရှုံးပေးလိုက်ရတယ်ဗျပြောရမယ်ဆိုရင်ဆန်ကာတစ်ကိုစူပါရှန်ကတူတင်ကိုတင်ကစားနိုင်ခဲ့ပါတယ်လက်ရည်ရသူမရှုံးခဲ့ပါဘူးပထမပွဲကြီးမှာနှစ်ယောက်သားကတူတင်ကိုတင်အကဲဆန်းလာလောက်ပဲရှိတယ်အခြေခံချက်တွေအပြိုင်နဲ့လက်တိချက်တွေအပြိုင်နဲ့ဘလို့ဂိမ်းပလန်ရှမှတ်လာလဲ ဘလို့ဖြူအားသုံးမလဲကိုတောင်းတောင်းစောင့်ကြည့်တာမျိုးပဲလုပ်ခဲ့တယ်။ဒုတိယပွဲစီမှာတော့တကယ်ကိုဖွင့်ထုတ်တာမျိုးကြီးလှုပ်လာခဲ့တယ်။ဆန်ကာတစ်တို့ကဒုတိယပွဲစီမှာစူပါရှန်ကိုအမောက်သိဖို့စီစဉ်ထားတာ။ဘာကြောင့်လဲဆိုတော့နော့ခ်ဒေါင်းတစ်ချိန်စူပါရှန်ကျသွားတယ်။ကျသွားတော့သူအမှတ်စဉ်ရေတွက်ခံလိုက်ရတယ်။ခံလိုက်ရတော့ပြန်ထလာတဲ့အချိန်မှာဆန်ကာတစ်ကလိုက်ထိုးလိုက်သေးတယ်။ဒါပေမဲ့သူထင်သလိုမဖြစ်ဘူး။စူပါရှန်ကမာကုံလဲမြင့်တယ်လို့သူ့ကိုတံပြန်ပြီးတော့ကစားတာ။ ်ပြန်ပြီးတော့အကောင်းဆုံးရှေ့ကန်ချက်တွေလက်သီးတွဲလုံးနဲ့ပြစ်လွတ်လိုက်တော့ဆန်ကားသစ်နောက်ဆုံးလာရတယ်။သူနဲလည်းပြသွားတယ်။သူတို့ထင်ထားသလိုမဟုတ်ဘူး။စူပါရီရှန်ကိုအမောက်သိပ်လို့မရဘူးဆိုတော့သူတိသွားတယ်။ဒါပေမဲ့ဒုတိယပွဲရှိပြီးတဲ့အချိန်မှာဘဝင်မကြစရာတခုတော့ဖြစ်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့ဆန်ကားသစ်ကချက်ချင်းဆိုသလိုဗျာ तू ကနိုင်မွဲရသွားသလိုမျိုးကျိုးဝိုင်းစင်ပေါ်တက်ကိုတက်ပြီးတော့အာလက်သီးလက်မောင်းတန်းအောင်မွဲခံပြီးတော့ပြိတ္တတွေကိုသူ့ကိုပို့ပြီးအားပေးဖို့အတန်းကြေကြေလောင်းနဲ့အားပေးဖို့ तू က အဲ့လိုလက်ဟန်ရှေးရန်ပြတော့ဘာလဲပေါ့ဆံကတက်ကနိုင်သွားပြီလားသူနိုင်မယ်ဆိုတော့ကြိုသိနေရလားဆိုတဲ့ပုံစံမျိုးတော့ကိုယ်မှာဖြစ်သွားတယ်အဲ့လိုတတိယပွဲကြီးထိုးတယ်စူပါရှင်ကအကောင်းဆုံးကစားနိုင်ခဲ့တယ်တတိယပွဲကြီးမှာပူတော်ကောင်းတယ်လို့ပြောရမှာဗျသူ့ရဲ့လက်တိချက်တွေရှေကန်ချက်တွေကြောင့်ဆံကတက်နှစ်ကြိမ်အောင်လဲကြတယ်ဒါပေမဲ့ဆံကတက်လဲကြတဲ့အချိန်မှာကျိုးဝိုင်းတိုင်လို့ကြီးကဘာဖြစ်လို့အမတ်စင်မရေတွက်တာလဲဆိုတာတော့စဉ်းစားမရအောင်ဖြစ်ခဲ့ရတယ် အဲ့ဒါတခုတော့ရှိခဲ့တယ်ဗျပြီးတော့ဒီပေါ့လေဖောင်းနှစ်ကြိမ်တော့မှဆန်ကားသစ်ဖြစ်တယ်ဖောင်းနှစ်ကြိမ်ဖြစ်တယ်ဒါပေမဲ့အဲ့ဒါတွေကိုဘာဖြစ်လို့အမှတ်နဲ့ဆုံးဖြတ်တဲ့အချိန်မှာထဲမတွက်တာလားမျက်ွယ်ပြူတာလားကိုယ်လည်းမပြောတတ်ဘူးပေါ့လေအဲ့လိုမျိုးရှိခဲ့တာရှိတယ်ဗျအဲ့ကြောင့်ကိုရီးယားလည်းဘက်လိုက်တဲ့ဆုံးဖြတ်ချက်တွေလိုပဲယူဆမိခဲ့တယ်ပြီးတော့ဒီပွဲကိုကြည့်မယ်ဆိုရင်ဗျစူပါရှန်ကလက်တဆုပ်တာပြိတ္တလေးပဲအားပေးဖို့ရှိတာအွန်လိုင်းပေါ်ထက်ကမှာပြိတ္တလေးပဲဟို တကယ်ကိုအားနဲ့မှန်နဲ့အားပေးခဲ့ကြရတာတစ်ဖက်ကစံဃာတစ်ကိုကြည့်လိုက်တော့ဘေးမှာသူ့ရဲ့ရောက်ဖာရောထံလဲပါလာတယ်သူ့အဖေလဲပါလာတယ်သူ့အမဤဒါတို့လဲပါလာတယ်ဤဒါရဲ့တငယ်ချင်းအုပ်စုဤတအုပ်စုလုံးလဲနောက်မှာပါလာတယ်နောက်ပြီးတော့သူ့လက်ဝေမှာအောင်မြင်ခဲ့စဉ်ကသူ့ကိုအားပေးခဲ့တဲ့ပြိဿအားလုံးအပေါင်းအသင်းအောင်လဲပါလာတယ်အဲ့တော့အဲ့လိုကြီးမားလာတဲ့ပြိဿအင်အားအောက်မှာစူပါရှင်ဟာ စံဃာတစ်ကိုထိုးခဲ့ရတာဖြစ်ပါတယ်ဗျ။ဒါပေမဲ့စူပါရှန်ချိန်မနေခဲ့ဘူး။အကောင်းဆုံးကစားပြတယ်။ဖိအားပေးပြတယ်။သူ့ကိုလုတ်တိုက်မရဘူးဆိုတာကိုတော့စံဃာတစ်သိအောင်လုတ်ပြနိုင်ခဲ့တယ်။ပြောရမယ်ဆိုရင်အလဲထိုးမခံရကြတဲ့ကစူပါရှန်နိုင်နေပြီ။ဒီလိုဆိုတော့လက်စွမ်းအရာမသာရင်အဲ့ဒါနိုင်တယ်လို့ပြောလို့ရသလားလို့မေးစရာရှိပါတယ်။ဒီလောက်ကြီးမားလာတဲ့ဖိအားအောက်မှာ ကိုကကစ်ဘောက်စင်ကိုမနိုင်မဲနဲ့ကစ်ဘောက်စင်ဘက်ကိုပြောင်းပြီးထိုးပေးရတာမှာဘောက်စင်ကနေကစ်ဘောက်စင်ဘက်ကိုပြောင်းထိုးတဲ့ကစားသမားတယောက်ကိုအပြန်အလှန်တူတင်ကိုတင်ကစားရနေဆုံးနဲ့တယ်စူပါရှင်ကရှိကျူးစရာကောင်းနေပြီလေအတိုင်းတာတရက်ထိသူ့ကိုအတိမတ်ပြူရတော့မှာဖြစ်တယ်အခုတော့အဲ့လိုတော့မဟုတ်ဘူးအဲ့ဖိုင်တာကိုစူပါရှင်ကဖီအောက်ကိုတွန်းပို့ပြီးတော့အကောင်းဆုံးကစားပြသွားခဲ့တယ်တကယ်ကိုသူ့ရဲ့ထိုးကွက်တွေရှေကန်ချက်တွေထိမှန်ချက်တွေကိုကြည့်မှဆိုရင်စူပါရှင်ဟာ နိုင်လောက်တဲ့နေသားမှာရှိခဲ့တယ်ဇာတူနေသားလေးဒီတော့ဟိုးပထမဆုံးထိုးခဲ့တဲ့ပွဲတော့ကလည်းဝမ်းမှာစူပါရီရှန်ကဆုတင်ကိုအသာစီးကထိုးနိုင်ခဲ့တယ်ဒါရပွဲပြီးတော့အမှတ်ပိတိုင်တွေကဆုံးဖြတ်တော့ဆုတင်ကိုအနိုင်ပေးတယ်ဒုတိယပွဲကျတော့ဒန့်နဲ့ထိုးတယ်ပထမပွဲကြီးမှာစူပါရီရှန်ကအမောက်သိပ်ပြလိုက်တယ်တလုံးတက်ွက်အစုံထိုးပုံထိုးွက်အစုံနဲ့အနိုင်ပြလိုက်တယ်ဒါပေမဲ့အဲ့ဒီပွဲမှာကျတော့စူပါရီရှန်ကိုဘောနပ်စ်မပေးခဲ့ဘူးဒီပွဲကျတော့ကစ်ဘောက်စင်ပြောင်းထိုးခိုင်းတယ် ပြီးတော့အဲ့လိုပဲတစ်ဖက်သက်ဘက်လိုက်ပြီးတော့အခုဆံဃာတစ်ကိုအနိုင်ပေးလိုက်တယ်ဆံဃာတစ်ကတော့1ရဲ့ပထမဆုံးသူထိုးတဲ့ပွဲမှာဒါထွက်လာသွားတယ်ပေါ့လေဂလကာဖွင့်လှသွားတယ်ပေါ့စူပါရှန်ကတော့3ပွဲထိုးတာမှာဒုတိယမြောက်ချုံပွဲဂျုံလာတာပေါ့လေတစ်ဖက်ကဆံဃာတစ်ကတော့ရောက်ဖာရောထံကိုယ်တိုင်ကျိုးဝဲပေးမှနေပြီးတော့ကြီးကြပ်မှုတွေရှိခဲ့တာကျွန်တော်မြင်တွေ့ရတယ်အဲ့တော့လေဝမ်းကရောထံဆိုတာ YSE ကိုချက်ထရီရဲ့မွေးစားသားလို့အောင်ပြောကြတာ ਉਹ ရော့ထန်ရဲ့ပုံရိပ်ကြီးတော်ပါလာတယ်အဲ့လိုဖီအာမျိုးဆိုတော့စူပါရှင်အခုလောက်အထိကစားပြသွားနိုင်တာ ਉਹ ပဲကျွန်တော်တို့ကချီးကျူးကြမှာဖြစ်ပါတယ်စူပါရှင်ဟာဂုံသိက္ခာယမရှုံးခဲ့ပါဘူးဂုံသိက္ခာယအမျက်တောင်ထွက်ခဲ့ပါတယ်စူပါရှင်ဟာရလိုက်ရပဲရှုံးခဲ့တာပါဂုံသိက္ခာယနိုင်ပါတယ်ဒီတော့ရှေ့လာမယ့်ပွဲစဉ်မှာညကြီးရှိတဲ့ပြိုင်ပွဲမျိုးနဲ့ထိုးခွင့်ရပြီး အကောင်းဆုံးရလဒ်ကိုရယူပြီးတော့ပြည်သက်တွေအတွက်စူပါရှန်ဟာပျော်ရွှင်မှုတွေကိုပြန်လည်ရှာဖွေရအောင်ပေးနိုင်ပါစေလို့ဒီနေ့အားနေဆန္ဒပြုဆုတောင်းလိုက်ပါရခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ